မြောင်မြအာတာက6မှာဖြစ်ပွားခဲ့တဲ့ကျောင်းသူအချင်းချင်းအုပ်စုပွဲအနိုင်ကျင်းအကြမ်းဖက်ခံရတဲ့ကိစ္စမှာနိနာသူကျောင်းသူလေးကိုအားမငယ်နဲ့တမိဘက်မှာဥလို့ရှိတယ်ဆိုပြီးပြပြသားသားယက်တီပေးလိုက်တဲ့ဒါရိုက်တာကိုပေါ့မင်္ဂလာပါပရိသတ်ကြီးရှင်ဒါရိုက်တာကိုပေါ့ကတော့အခုလက်ရှိလွမြောက်နယ်မြေတစ်ခုမှာသွားရောက်နေထိုင်ရင်အာနာရှင်စနစ်အမြင့်ပြတ်ဖို့အတွက်ပအဝင်ရုံးကန်နေသူတယောက်ဖြစ်ပါတယ် ထရိုက်တာကိုပါဟာ2021ခုနှစ်အာနာသိမ့်ပြီးကာလကလေးကစစ်တပ်အာနာသိမ့်မှုစန့်ကျင်ရေးမှာထိတ်ဆုံးကနေပါဝင်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့ပုံမှန်905ကကြီးနဲ့တရားစွဲဆိုခံခဲ့ရပြီးတဲ့နောက်လူမျိုးနယ်မြေကိုရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်ထရိုက်တာကိုပေါ့ဟာသူရဲ့နေစဉ်ဘဝတွေနဲ့တော်လန်ရေးအတွက်လိုအပ်တဲ့အကြောင်းအရာတွေကိုမကြာခဏဆိုသလိုသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလေးရှိသူလည်းဖြစ်ပါတယ်။ အခုဒီခါမှဆိုရင်တော့ဒါရိုက်တာကိုပေါက်ကညောင်မြအာထာက6မှာဖြစ်ပွားခဲ့တဲ့ចောင်းသူအချင်းချင်းအနိုင်ကျင့်အကြမ်းဖက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးနိနာသူမိန်ကလေးဘက်ကရက်တီចောင်းအခုလိုပြောလာခဲ့တာဖြစ်ပါတယ်။အနိုင်ကျင့်ပားရိုက်ခံရတာငါသားသာဆိုရင်ဆိုတဲ့စိတ်နဲ့ဥရေရားပြီးတော့ဆက်မကြည့်ရဘူးဆက်ပြီးတော့လည်းမကြည့်နိုင်တော့ဘူး။ចောင်းသူចောင်းသားကလေးတွေကလေးမလေးတွေ အုပ်စုဖွဲ့ပားရိုက်အနိုင်ကျင့်နေတာတွေလမ်းမပေါ်ကဆိုင်ကယ်နဲ့ကလေးတွေကိုထိုးကျိတ်ပြီးတော့ပားရိုက်အနိုင်ကျင့်နေတာတွေကမအားလစစ်ခွေးတွေရဲ့စောက်ကျင်တွေကိုအသွင်ကျွေးအတူခိုးနေကြတာအနိုင်ကျင့်တဲ့ကလေးတွေကလေးမတွေရဲ့လုံရက်ကိုမအားလနဲ့အပေါင်းပါတွေကပေါပေါလေးထားပြီးအရေးမယူရင်တဘာဝတရားကြီးနဲ့တရားမျှတခြင်းကအနိုင်ယူလိမ့်မယ်ဒါဟာစနစ်ရောလူရောမကောင်းတဲ့သူတွေအုပ်ချုပ်နေတာဆိုတော့အတုမြင်အတက်တင်နေကြတာခလေးမလေးဘလောက်တောင်စိတ်တန်ရာတွေရနိုင်လိမ့်မလဲ အနိုင်ကျင့်ခံရတဲ့တမီးတို့သားတို့အားမငယ်ကြနဲ့နော်။သားတို့တမီးတို့ရဲ့ဘက်မှာဥလို့ရှိတယ်။ဒီချိန်မှာဥလို့ကသားတို့တမီးတို့ကိုကာကွယ်စောင့်ရှောက်ဖို့ဝေးနေတာစိတ်ထဲမှာမကောင်းဘူး။အားမငယ်နဲ့မကြောက်နဲ့။အရှုံးမပေးနဲ့အာတင်းထား။စာဝပို့ပြီးတော့စူးစားကြ။တနေ့တော့တရားမျှတခြင်းနဲ့အနာယူကြမယ်။လောကကြီးကသူတို့ကို ဆုံးမလိုက်မယ်။ ကောင်းတဲ့စိတ်ယုတ်စိတ်ညံ့အပြဲဆုပ်တွေကိုပြုပြင်နိုင်ကြပါစေဆိုပြီးတော့ဒါရိုက်တာကိုပေါကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေထိထိမိမိပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်